ကျွန်တော်တို့က skill ကိုတိဆောက်တင်လားငွေကြေးရင်းနှီးကိုတိဆောက်တင်လားဆိုတော့တကယ်နေနဲ့ကျွန်တော်ရဲ့ငွေဘဝဖြတ်တန်းပုံအရပြောမယ်ဆိုရင်တော့ skill ကိုပဲတိဆောက်ရမယ်ဟုတ်ကဲ့ကျွန်တော်ငွေကြေးအတိကမဟုတ်ပါဘူးပေါ့နော် ဒီလုပ်ငန်းတစ်ခုတည်ဆောက်တော့မယ်ဆိုရင်ပေါ့နော်လူရည်ရဲ့ skill ကိုအရင်ဆုံးတည်ဆောက်တင်လာဒါမှမဟုတ်လို့ရှိရင်ဒီအရင်နေ့ဖြစ်တဲ့ငွေကြေးကိုအရင်ဆုံးတည်ဆောက်ရမှာလားပေါ့ဒါဒီမိုဘိုင်းဒီမိကောလေးအရင်သဘောကြရအောင်နော်ဟုတ်ကဲ့ကျွန်တော်နေကမနော်တက်16နှစ်လောက်ကကျွန်တော်ဘာတွေးလဲဆယ်ရောင်လာစားကကျွန်တော်ကျွန်တော်အိမ်ရဲ့ပေါ့နော် ိမ်တချမ်းကိုကျွန်တော်ရောင်းခိုင်းမှုတော့မှစဉ်းစားခဲ့လုံးလုံးလို့ဟုတ်ပေါ့နော်လုံးလို့ဟုတ်တချမ်းရောင်းပေးဒါမှမဟုတ်အိမ်ရှိသမျှပုံရောင်းပေးကျွန်တော်ဆန်ပေးပါအဲ့လိုမျိုးတွေးခဲ့ပြီအဲ့တော့အဓိကကဟိုဒီနေရာမှာဒီမေးခွန်းပေါ့နော်အာကျွန်တော်တို့က skill ကိုတိဆောက်တင်လားငွေကြေးရင်းနှီးကိုတိဆောက်တင်လားဆိုတာတကယ်နေနဲ့ကျွန်တော်ရဲ့ငွေဘဝဖြတ်သန်းပုံအရာပြောမယ်ဆိုရင်တော့ skill ကိုပဲတိဆောက်ရမယ်ဟုတ်ကဲ့ကျွန်တော်ငွေကြေးအဓိကမဟုတ်ပါဘူးပေါ့နော်အဲ့တော့ငွေဘဝလေးပြန်ပြောရလို့ရှိရင် စိတ်ကူးပေါ့လူငယ်ဆိုတော့အောင်မြင်ခြင်းနဲ့ငါ့ဟိုပတ်သက်ရင်းနှီးတာဘယ်လောက်ရှိလို့ရှင်ငါဘာတွေလုပ်မယ်ပေါ့ဒါတော့ကဟိုကိုဒီနဲ့ကိုပေါ့နော်မှန်ချက်ကတော့ဟိုဘယ်လိုပြောမလဲတွက်ရေးတော့ကျွန်တော်လူကြီးပြောတဲ့စကားရှိတယ်တွက်ရေးကတော့စက်တထေးလို့မှန်ချက်ကတော့အနံ့မထွက်တာလက်မထွက်တာပေါ့နော်အဲ့လိုမျိုးဆိုရတာကျတော့ငယ်ဘဝဆိုရတာကိုယ်မှာ skill တွေမရှိသေးတဲ့ချိန်ဆိုတော့လူကတော့စဉ်းစားတောင်းစဉ်းစားနဲ့ပောက်ကြရကြီးကိုစဉ်းစားကိုယ်တိုင်လည်းစဉ်းစားခဲ့ဘူးလားဟုတ်အဲ့တော့ ။အော်ယင်းကြီးတွေကအများကြီးအမေရတာထုတ်ပြီးလို့ရှင်။ငါအများကြီးလုံနိုင်မှာငါအောင်မြင်မှာအငွေတွေဖြစ်တဲ့ခါကျတော့အောင်မြင်ချင်တာလည်းရှိတယ်ပေါ့နော်။အောင်မြင်ချင်တယ်ဒါပေမဲ့ကိုမိဘတွေကကိုယုံလားဆိုမယုံဘူး။ပြောတော့တရားမထုတ်မပေးဘူး။တရားမထုတ်မပေးရဘလားကြောင့်တော့မပေးလို့ဆိုတော့ထုတ်မပေးရတော့အကျဲပါလဲထုတ်မပေး။အဲဒါကြောင့်တော့ အဲကျွန်တော်တို့အိမ်ကနံပါတ်ရဆိုရင်ဆိုင်ကလေးတစ်စီးရောဝယ်ပေးတာရှိတယ်ပေါ့နော်။ကျွန်တော်အကြောင်းသားဆိုတဲ့ကကျွန်တော်ကျွန်တော်တို့တက်ကတူကြီးတက်တော့မှဆိုတဲ့ကကျွန်တော်ဆိုင်ကလေးဆိုရင်နံပါတ်ရလော့ချပိန်လေးတစ်စီးပေါ့။အဲတော့ကျွန်တော်ကရင်းနေမရှိပါဘူးပေါ့နော်။ရင်းနေမရှိတော့ကျွန်တော်မျိုးပေါ်တက်ပြီးတော့အလုပ်လုပ်မယ်။ကိုလိုကိုအကူကလည်းအောင်မြင်နေတဲ့အခါကျတော့အဓိကကတော့ကျွန်တော် အောင်မြင်ဖို့အတွက်လာစားအနေနဲ့ဘာတွေလုပ်ရမလဲ skill တွေပေါ့။အဓိကကတော့အာငါပွဲမရနိုင်ဘူး။ ွဲရအောင်လို့အရင်လုံးလောက်မယ်ဆိုတော့ကြောင်းတက်ပေါ့နော်ဟုတ်ကဲ့အဲကြောင်းတက်နေတက်လာနေရတယ်ပြီးတော့ကိုသင်တန်းလေးတွေတက်ရှင်နေဘာဘာကစားသင်တန်းလေးတွေကွန်ပျူတာသင်တန်းလေးတွေအဲကျွန်တော်စင်းပိုင်သင်တန်းတို့သင်တန်းတွေမျိုးစုံရှိပေါ့နော်ကိုအတွက်လို address key တွေပြီးကျွန်တော်တို့ဆိုကိုကစာပေဟောပြောပွဲတွေလို့ပြောလို့ရှိရင်နိုင်ငံတော်ကနေပြီးတော့ဒီကျွန်တော်တို့အခမဲ့ပေါ့နော်အဲလိုမျိုးပွဲတွေလည်းရှိပါအများကြီးပေါ့နော်အဲ့ဒါကြီးကျွန်တော်လိုက်တက် အားတဲ့အချိန်မှာဆိုပါလို့လဲဆိုတော့စစနာကအဲရပေးလိုက်တဲ့ సై ကယ်လေးနဲ့ကယ်ဒီလေးပါလေးဆွဲပေါ့အာကယ်ဒီလေးပါလေးဆွဲတယ်လို့အချိန်ပိုင်းလုပ်လေး line လုပ်ပေါ့နော်ဒီလိုမျိုးပဲလုပ်ခဲ့ရင်ရနေပြီးတော့တိဆောက်တာပေါ့နော်အဲ့တော့အဲ့အဲ့လိုပဲတိဆောက်ရတိဆောက်ရရနေပြီးတော့ဒါကျွန်တော်တတိယနဲ့မှာပေါ့နော်ကျွန်တော်ကိုယ့်ရဲ့ငွေကြေးနဲ့အဲကိုယ်ဆန်တဲ့ပုံ ါ့เนาะကျွန်တော်ကိုဖြစ်ရှင်တဲ့အရာလေးကိုပြန်လုပ်နိုင်တယ်ပေါ့เนาะအဲတော့ကျွန်တော်ကចောင်းတက်ရင်းနဲ့အလုပ်လုပ်တယ်ဆိုတော့အချိန်ပိုင်းလေးတွေလုပ်တယ်ကိုတက်ကို skill လေးတွေဖြည့်တယ်အဲ့ဒါလေးတွေနဲ့ကျွန်တော်အချိန်ပိုင်းလေးလုပ်တယ်ကျွန်တော်ဝင်တန်းနေလေအပြင်မှာလည်းဝင်တန်းလုပ်ခဲ့တယ်ပေါ့နော်အပြင်မှာဝင်တန်းတစ်ခုလည်းလုပ်တာမဟုတ်ဘဲနဲ့တခြားအပိုငွေလေးရအောင်လည်းလုပ်တယ်အဲ့လိုလုပ်နေတဲ့လမ်းနဲ့လည်းကိုယ့်အတွက်လိုအပ်နေတဲ့ skill တွေပေါ့အများအားဖြည့်ရတယ်ပြောပတ်စံလေးစုလာ skill တွေစုလာဒီလိုနဲ့ပဲလုပ်ခဲ့တာမျိုးပေါ့ဟုတ်ဟုတ် ဒါဆိုတော့အဓိကတော့ကျွန်တော်အနေနဲ့ပြန်ပြောရလို့ရှိရင်တော့အရင်ဒီထက် scale ကိုတော့စုအရင်တော့လောက်ပါတယ်ဒီဖာပဲပေါ့နော်ဟုတ်ကဲ့ပါရှင်